ယူကရိန်းရဲ့ Operation Spiders Web လို့အမည်ပေးထားတဲ့တကယ့်လက်ဖျားခါလောက်တဲ့တလီယူ CCE ဟာဒေါ်လာ3ကနိုင်းလောက်ယင်းနီးသည့်ရန်သူကိုကဘီလီယန်ဖိုးလောက်နစ်နာအောင် လုနိုင်ခဲ့တယ်လို့ရုရှားရဲ့တာဝီးစစ်စင်နိုင်မှုကထိခိုက်စေခဲ့ပါတယ်။ယူကရိန်းရဲ့မိုင်ထောင်ချီဝေးတဲ့ရုရှားနိုင်ငံအတွင်းပိုင်းကနေရာအနည်းဆုံး9ခုကိုအထူးပြုလုပ်ထားတဲ့ကွန်တိန်နာဘုံးတွေမှာထည့်ထားတဲ့ FPV drone တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ယူကရိန်းထောင်လိုင်းရေးဖွဲ့ SPU ဟာအခုစစ်စင်ရေးမှာ FPV drone တူလာ secondary ဈေးနဲ့တိုက်ခိုက်ဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။ပုံများအသည့် container တလုံးမှာ FPV drone အစီးရေ၄ချက်ဝင်ချင်းတင်ဆောင်ထားတာမို့သူတို့ပြောတဲ့အရေးတော်ဟာ container တူးလုံးဆောင်ကန်တားရှိပါတယ်။ Ukraine ကြီးညာထားတဲ့၅နေရာကတော့ Olinya Lideskan, Vela Lideskan, Ivanova Lideskan, Dyagi Livo Lideskan, Russia မြောက်ပိုင်းရေတထားယူရှိတာ Severo Moskas တို့ပဲဖြစ်ပါတယ်။လက်ရှိမှာ Vela နဲ့ Olinya နိနိယအပြင် အခြား၃နေရာလောက်မှာမီးလောင်ပျက်စီးနေတော့ကုတိန်နဲ့၃လုံးလောက်ထက်တွေ့ရပါတယ်။အဲ့ဒီထဲကတနေရာကယူကရိန်းကျင်းညာထားတဲ့နေရာ၅ခုမှာမပါဝင်တဲ့ရုရှားလီဒါစ်ခန်အနီးမှာဖြစ်နေပါတယ်။ဒီအချက်တွေကိုကြည့်ရင်ဒီစစ်စင်ရေးဟာယူကရိန်းပြောတဲ့နေရာ၅ခုထဲမှာပြုလုပ်ဖို့မဟုတ်တလို့ FPV drone 118စီးမြမကပါဝင်ရင်ပတ်ရှိပါတယ်။နောက်ထပ် second wave ရှိချင်လည်းရှိလာနိုင်ပါတယ်။တကယ်တော့ယူကရိန်းဟာဘာမှထူးခြားစမ်းပြတဲ့နည်းပညာတွေတုံ့သွားမပါဘူး။ရန်သူရဲ့အငိုင်နဲ့ပျောက်ကွက်ကိုရှာ ရိုးရိုးလေးတွေးဆေးဆေးဆက်ဆက်လူတွန်ကြလောက်ပါပဲအတွင်တရံရောဘာသာရေးလီယူလေတန်းများစွာကွဲပြားခြားနာခြင်းတိတ်မရှိလာတဲ့ရုရှားတဲကိုယူကရိန်းတလီယူတဲ့စိတ်ဝင်လှုပ်ရှားဖို့ကတိတ်မခတ်လာပါဘူး FPV drone တွေကိုခိုးသွင်းပြီးစင်းဖို့ program ထည့်ဖို့နဲ့တတ်မှတ်နေရာကိုပို့ဆောင်ဖို့သာလှူဆောင်ခဲ့ကြပြီးစစ်စင်ရေးမဆခင်မှာပင်ဘေးခန့်ရာကိုလစ်ထွေသွားကြပွဲရှိပါတယ်တတ်မှတ်နေရာကိုရောက်တာနဲ့အဝေးထိစနစ်နဲ့တကောင်းတတ်မှတ်အချင်းရောက်တာနဲ့စနစ်အလူအလျောက်ဆက်တဲ့ level ပြီး container အဖုံးဖွင့်တာ ဒရုန်းတွေကိုဆက်နိုးပြီးပြန်တပ်ခိုင်းတာမျိုးတွေကိုပြုလုပ်ခိုင်းနိုင်ပါမဟာဗျူဟာဘုံကျက်လီယင်ကြီးတွေအခြေစိုက်ကကွင်းတွေမှု GPS ဂျမ်မာ wireless signal ဂျမ်မာတွေရှိနိုင်ပါဒါကြောင့် drone ရေမှန်းရင်ထဲကိုရောက်ရနေရာမှာပစ်မှတ်ကိုကြိုတင်ထည့်သွင်းထားတဲ့လမ်းကြောင်းအတိုင်းပြန်ထမ်းဖို့ပစ်မှတ် area ပေါ်ရောက်ချိန်မှာကြိုတင်ထည့်သွင်းထားတဲ့ဘုံကျက်လီယင်ကြီးတွေရဲ့ပုံရိပ်နဲ့တိုက်ခိုက်စစ်ဆေးပြီးတိုက်ခိုက်မှုလှုပ်ဆောင်ဖို့စီစဉ်ခဲ့ဖွယ်ရှိပါတယ် FPV drone ဟာ TU-90 ဘုံကျက်လီယင်ကြီးပေါ်မှာ အချင်းအနှဲငယ်ခံရတနေပြီးဖြည်းဖြည်းချင်းထူးခြားတာကိုကြည့်လိုက်တာနဲ့သိနိုင်ပါတယ်။အဲ့ဒီနိပညာဟာရခင်တူကာလာ ARC ကတော့ KAB 1950ခေတ်ကစပြီးတုံးနေခဲ့ပြီးအခုလောက် AI ခေတ်မှာတော့ပုံမတိုးတက်လာပါသေးတယ်။တိုက်ခိုက်ပြင်သားမီးလောင်နေတဲ့ဖိမှတ်တွေကိုရှောင်ကွင်းပြီးအကောင်အတိုင်းရှိနေတဲ့ဖိမှတ်တွေကိုရွေးချက်တိုက်ခိုက်တာတွေရထားတဲ့လက်နက်တပ်ဆင်ထားတဲ့ဟယ်လီကော်ပတာတွေကိုကြော်ပြီးမှ ဘုံကျဲလျင်ကြီးကိုတီးတန့်တိုက်ခိုက်တာတွေက AI ရဲ့ image processing algorithm နဲ့အလွတ်လုပ်သွားတယ်လို့မြင်နေပါတယ်။ drone နဲ့ carrier carrier နဲ့ operator အဆက်တွေရှိနေတာကိုထောက်ပို့လာတဲ့ video မှတန်းအရာသိနိုင်ပြီးဒါဟာရုရှားလျင်ကွင်းတွေမှာဘာမှဂျမ်းမမရှိတာနဲ့ဘာ drone watch မှမရှိတာသိတာပါတယ်။ရုရှားရဲ့ထိခိုက်နေတာမှုများအနေနဲ့ကတော့ယူကရိန်းဘက်ကကြေညာထားတဲ့သူတို့တိုက်ခိုက်တဲ့ဆိုတဲ့9နေရာတွေကဘယ်လာနဲ့ Olinya 1နေရာမှာဒါ visual confirmation ရထိခိုက်မှုအတည်ပြုနေပါတယ်။ အိုလင်းညာလေးတဲ့စခန်းမှာ TU 22 M3 40စီ TU 95 MS 70စီ AN 12 9စီရှိပြီးအဲ့ဒီထဲက TU 95 Marview ကဘုံကျဲလီရင်ကြီး၄စီ AN 12 Alexa ထဲပို့လီရင်ကြီး၃စီထိခိုက်ပျက်စီးသွားတာ Visual Footage ကအမြင်နေပါတယ်ဘယ်လာလီဒက်စခန်းမှာတော့ TU 22 M3 39စီ MiG 31 30စီ TU 160 9စီ TU 95 MS 6စီ IS78M နစီ AN26 6စီ AN12 နစီစီပြီးအဲ့ဒီထက်က TU95 မဟာဗျူဟာဘုံကျဲလင်ကြီး၄စီ TU22 နီးဗျူဟာဘုံကျဲလင်ကြီး၄စီထိခိုက်ပစ္စည်းသွားတာဂျူတုတပ်ဖို့များအရာမြင်နိုင်ပါတယ်အဲ့ဒီလောက်လင်းကြီးများတဲ့နေရာမှာဒီလောက်ပဲထိခိုက်သွားတာတောင်ကန်ကောင်းလာပြီလို့တောင်ပြောရပါမယ် FPV ဝေတခါတက်နစီလောက်ပဲပြန်တက်ပြီးအုတ်လိုက်ပြန်တက် swarm attack မလုပ်တာကနီးပညာပြသနာကြောင့်လာတော့မထီပါဘူး တိုက်ခိုက်မှုပြုလုပ်တဲ့နေရာက drone တွေအားလုံးရဲ့20က30ရာခိုင်နှုန်းလောက်သာပြန်တက်တိုက်ခိုက်သွားနိုင်ပုံရပါတယ်။စစ်စင်ရဲ့အတိုင်းတန်နဲ့ဆိုရင်မူလအစီငွေရဲ့15ရာခိုင်နှုန်းလောက်သာအလုတ်ဖြစ်တယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့ဘာပဲပြောပြောခန့်မှန်းဒဇီးကိုဒေါ်လာတန်း100လောက်တန်းနဲ့ဒီဘုံကျဲလျင်ကြီးတွေဟာဒဇီးဆိုဆိုရစလောက်ငွေရည်ရယုံမဟာဗျူဟာရပါအကြီးပါလာမှုဒီလိုလျင်ကြီးအနည်းဆုံး12ဇီးကိုဖြစ်စည်းနိုင်ခဲ့တာဟာဒီယူကရိန်းရဲ့ပျောင်မြောက်လာတဲ့ပင်ကူအင်းစစ်စင်ကြီးဟာ ရရှားကိုအရှိုက်မဟုတ်တောင်နှစ်နူးကိုအနူလက်သီးညအထိုးခံလိုက်တာပါပဲလက်ရှိအချိန်ဟာအမေရိကန်သမ္မတဒေါ်နယ်ထန့်ကယူကရိန်းစစ်ပွဲရပ်တန့်အောင်အစွမ်းကုန်ကြိုးစားနေတဲ့အချိန်ဖြစ်တယ်လို့စစ်ပွဲမရလို့နဲ့ယူကရိန်းသမ္မတဇယ်လင်စကီဖိအားနဲ့ရင်ဆိုင်နေရတဲ့အချိန်လည်းဖြစ်ပါတယ်ရရှားလည်းတူးလို့ချင်းတဲ့အချိန်တွေတခုရရင်စစ်ပွဲရပ်ဖို့သဘောတူပါလိမ့်မယ်ရရှားဘက်ကတောင်းဆိုတဲ့အချက်အတော်များများကိုလိုက်လျော်ဖို့ဇယ်လင်စကီကိုထရန့်ကဖိအားပေးပါလိမ့်မယ် စစ်ပွဲကိုရပ်လိုက်ရင်ရွေးကောက်ခွဲပြုလုပ်ပြီးဇယ်လင်စကီအာဏာလွှဲရပါတော့မယ်။ဒါကသူမလွတ်ချင်တာလည်းဖြစ်နိုင်ပါတယ်။တစ်ဖက်မှာယူကရိန်းစစ်ပွဲရပ်သွားရင်ရုရှားရဲ့မြောက်ဥသူရုဘက်လဲသွားမှဆိုတဲ့ဥရောပသမဂ္ဂနိုင်ငံတွေဟာရုရှားကိုစစ်ပွဲထဲမှာနှိမ့်မြုပ်ထားခြင်းတဲ့နောက်ကနေဇယ်လင်စကီကိုမျှော်ပေးနေကြပါတယ်။ဒါကြောင့်ဇယ်လင်စကီဟာစစ်ပွဲများအောင်ရုရှားကိုအမျိုးမျိုးရန်စားပြီးတံပြန်တက်ခိုက်အောင်စုံမုံပေးပါတယ်။တကယ်တော့ရုရှားရဲ့မဟာဗျူဟာဘုံချက်လီယန်ယူတို့ကိုတိုက်ခိုက်တာဟာ ရုရှားကိုအထိနာစေပေမဲ့ယူကရိန်းစစ်ပွဲပေါ်မှာတက်ရောက်မှုကြီးကြီးမားမားဖြစ်စရာမရှိပါဘူး။ဒါကရုရှားရဲ့ဒေါသကိုအစွမ်းကုန်စော်ပေးတာတသက်ပါပဲ။ရုရှားဘက်ကဘယ်လောက်ထိတုံ့ပြန်မလဲဆိုတာကအားလုံးစိတ်ဝင်စားနေကြပါတယ်။ဒုတိယဘလန်ဆက်ကိုဆိုပြီးဝိုင်းပို့ပေးနေကြတာဟိုးကတရေညူနဲ့တီးထုတ်လိုက်မှဟုတ်ပြီဖြစ်နေမယ်။မလို့လောက်ဘူးဆိုပေမဲ့လည်းမလို့ဘူးလို့လည်းအားမမခံနိုင်ပါဘူး။ပင်ကူအင်စစ်စင်ကြီးဟာလက်ရှိခစားနေတဲ့ FPV ကို AI နီးပင်ကြံနဲ့ပေါင်းဆက်ပြီးတန်ဖိုးကြီးပိမတ်တွေကိုခြေပုံပြခဲ့ပါတယ်။ AI အစွမ်းနဲ့ပဲရုရှားဟာအထည်နာခဲ့သလိုအဲ့ဒီ AI ကြောင့်ပဲရုရှားဟာတက်တားရခဲ့ပါတယ်။ဟုတ်ပါတယ်။ AI ရဲ့အစွမ်းရည်မြင့်တဲ့ processor နဲ့ chips တွေလိုပါတယ်။ Ukraine ရဲ့ FPV တွေ AI unit တွေကစွမ်းဆောင်ရည်အားနဲ့နေသေးလို့လှုပ်ဆောင်မှုနှိမ့်ခွင့်နေပါတယ်။ networking မလုပ်နိုင်သေးလို့ swarm attack လုပ်နိုင်စွမ်းမရှိသေးပါဘူး။ဒါကြောင့်တစည်းချင်းတက်ဖြည်းဖြည်းတိုက်ခိုက်မှုရုရှားတက်တာတော့လာပါ။ ပြန်သတ်မှုလည်းနေကွေးနေပါသေးတယ်။တရုတ်ရုရှားအမေရိကန်လူနိုင်ငံတွေက state of the art နည်းပညာနဲ့ drone carrier တွေပေါ်လာရင်အနာဂတ်စင်ပြေပြင်းဟာ AI power robot drone တွေကြီးစိုးလာနိုင်ကြောင်းမှခင်ဗျာ။